္ဂလာပါခင်ဗျာမနဝင်းတူကိုဘာလို့လက်ခံဖြစ်တာလဲဟုတ်ပြီတော့ဒီသာကအာဒီတူတွေနဲ့အများကြီးစူးစမ်းအထောက်မယ်ဇာတ်ရုပ်ပေါင်းများစွာကိုတို့ပါအာအတွေ့အကြုံတွေတော့ဒါလေးကိုလုံးလုံးပြောမယ်အဓိကတော့ကန္တဝင်းငတူရုပ်ရှင်ဇာကားကရုပ်ရှင်ဇလံတစ်ခုအနေနဲ့ရိုက်တဲ့ကားတကားလို့မြင်တယ်ပေါ့လားတချောင်းပေါ့နောက်တစ်ခုကကြတော့ဟိုကျွန်တော်ဟိုဒီရုပ်ရှင်ဒီဟာတာရုပ်ရှင်တွေချီချူအားပေးခဲ့တဲ့ပြိတ္တအနေနဲ့ဒီကားလေးကနည်းနည်းလေးရှေ့ကားတွေနဲ့မတူတဲ့ ရာသမျိုးလေးရှစ်ကားလေးနဲ့မတူတဲ့တရုပ်ဆောင်မှုလေးတွေလည်းပါတဲ့ခါကျတော့ဒီကားလေးကိုလက်ခံပြစ်တာပေါ့နောက်တစ်ခုကတော့ဒီရိုးရရင်ခြေဖို့တစ်ခုဖြစ်တဲ့ဥရွှေရုံတုံကိုအကကို အော်ဒီတချင်းရောနောက်ပြီးတော့အကအကွက်တွေရောပေါ့နော်ဒါဟိုကျွန်တော်တို့ပို့ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ဒီဘက်ခင်းနဲ့အဲလီယိုညီအောင်လေးနည်းနည်းဖန်တီးခွင့်ရမယ်ကားဆိုတော့ဒီကားလေးကိုအဲ့အเจ้าရလေးနည်းနည်းပေါင်းစုပြီးတော့မှဒီကားလေးကိုလက်ခံပြီးတော့ရိုက်ကူးဖြစ်တာအဲ့တော့တချင်းနာမယ်ရောကိုယ်ဆံတော့ဘယ်လိုလေးပေးတာလား သူကဟွာလေဟွာတခြင်းရကြတော့ကျွန်တော်တို့ကဒီဆယ်လီရွှေရိုးနဲ့မော်ဒယ်ဒုံမိုးပေါ့မော်ဒယ်ဒုံမိုးပေါ့အဲအဲ့လိုတိုက်တဲရတော့အဲ့တိုက်တယ်ပေါ့ဒါပေမဲ့ဥရွှေရိုးဒုံမိုးပေါ်မှာခြေခံပြီးတော့ဆယ်လီရွှေရိုးနဲ့မော်ဒယ်ဒုံမိုးဆိုပြီးတော့သူကဒီစာသားလေးကိုတော့တိုက်တဲကိုပေးဖြစ်တာပေါ့ ူတချို့ကိုယ်ကြီးလို့နေတိုင်းဆိုကိုယ်တိုင်းဆိုဖြစ်ကြတာဟုတ်တယ်ဗျာကိုယ်တိုင်းဆိုတာဘာဖြစ်လို့အဲ့လိုစဉ်းစားတာလဲအာကျွန်တော်တို့ဒီအိန္ဒိယမူဗီတွေနောက်ပြီးတော့ဟိုးရှိကကျွန်တော်တို့မြန်မာမူဗီတွေတော်တော်များများပါလေဇဝင်ခန်းပေါ့နော်ဇဝင်ခန်းဆိုတာကတင်းဆောင်တော့မဟုတ်ဘူးပေါ့ဟိုကိုယ်တိုင်းဆိုရမယ့်နေရာတွေဆိုလို့ရှိရင်ဒီတေးဆောင်ကြီးတွေကကိုယ်တိုင်းပဲဆိုကြတာတွေများတယ်လေအဲအဲ့ဒါပါလေပရိတ်တက်ကဟိုတသားလေးဖြစ်ဖြစ်မှာပေါ့နော်ဟိုကိုယ်တိုင်းမဆိုဘူးဆိုရင်တော့ကိုယ်နဲ့အနီးဆက်ဆုံး တူတဲ့အတန်မျိုးကိုသာဆိုကြရတာကိုအရင်တုန်းကဆိုတယ်ဆိုတော့အဓိကတော့ဒါပရိသတ်ရဲ့နားထဲမှာအယုံနဲ့အတန်နဲ့တွဲပြီးမြင်ဖို့ကြတော့ကိုယ်တိုင်ခံတီးမှာပဲရတာကတိတိမိမိဖြစ်မှာဆိုတော့အဲ့အဲ့ဒါကြောင့်မလို့ကိုယ်တိုင်ဆိုဖြစ်ပါတယ်ကိုယ်တိုင်ဆိုတော့ဟုတ်ပါဘူးအဲ့တော့ဟိုရှင်ဦးတော်ဘုအကောက်ကိုထက်တဲ့ထုံနဲ့ကောက်ဖို့တော့ဘယ်တော့ပြင်ဆင်ကြလဲဘယ်တော့ကြိုးစားဟိုဒုက္ခတွေကပြင်ဆင်မှုဘိုင်းတွေကတော့ဒါကားတိုင်းလိုလိုရှိတယ်ပေါ့နော်ဒီကားလေးကလည်းအဲ့ဒီထဲမှာတော့ပါပါတယ်ကြိုးစားထားတဲ့ကားတွေထဲမှာပါဆို ျွန်တော်တို့ကတော့အကတိုက်တာကတော့ပုံမှန်အဖြစ်ဆိုရင်တော့ကျွန်တော်တို့ဒီအဲအကရတဲ့လူဆိုရင်တော့ဟွာလောက်ကြာမှာပေါ့ဗျာတရက်လောက်ဆိုရမှာပေါ့ကျွန်တော်တို့ကတော့တိတ်မကရတဲ့လူဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကပို့ပြီးတော့အချိန်ပေးပြီးတော့စူးစမ်းရတာပေါ့ဆိုတော့3လရက်လောက်တော့ကျွန်တော်တို့3လရက်ဆိုတာပေါ့3ရက်လောက်ကျွန်တော်တို့ဟွာတွေ့ပြီးတော့ပထမကကွက်တွေစဉ်းစားတယ်နောက်ပြီးတော့ကကြည့်တယ်နောက်နောက်တရက်တော့အကတိုက်တယ်နောက်ပြီးရိုက်တဲ့နေ့ထပ်ပြီးတော့တစ်ခါထပ်ဆိုတော့3ရက်လောက်တော့အချိန်ပေးရတာပေါ့ ိုယ်တိုးတဲ့ကိုယ်တိုင်ဆိုတော့တိတ်ကြံတာဆိုတော့ကိုယ်တိုင်ကတဲ့ခါမှာဘူးကပြစ်တာလေအဲ့ကျွတ်ဆမကျွတ်ထက်လို့ရတယ်ပြောလို့ရပါလေဟုတ်ကတာကတော့ကိုယ်တိုင်ကပါရောကတာလည်းဝါးစားပါဆိုတာကတော့တခြားလူဆိုရင်အအတန်တူတဲ့လူဆိုရင်လည်းရတယ်လေကတာကတော့ကိုယ်တိုင်ကမှာပဲကိုယ်တိုင်ကလို့ဖြစ်မှာပေါ့ဆိုတော့ကိုယ်တိုင်မကတယ်လေကျွန်တော်အရှိရတော်တော်များများအရှိရဒီ ဘယ်လိုခေါ်လဲနက်ခတ်မားတဲ့တိုက်ပွဲတို့ဘာလို့မှလဲကိုယ်တိုင်ကတာပဲစောစောကတို့ဘာလို့ဆိုတော့အကုန်လုံးကိုယ်တိုင်ကိုယ်တိုင်ပဲပေါ့နောက်ထပ်ကျွန်တော်တို့ဒီယောက်ျားတွေကိုစိတ်ပုံနေဆိုတဲ့ကားမှလည်းကိုယ်တိုင်ကတယ်အဲ့ကကြာအကကားပဲအဲ့ကအဲ့ကကြာတကားလုံးကနေတယ်ငါနေတယ်အဆူတွေပေါ့ကလည်းဝါသနာပါလို့ပြောလို့ရဝါသနာပါတာပေါ့ဝါသနာကြောင့်လည်းစူးစမ်းဖြစ်တာပေါ့အဓိကတော့ပြိတ္တပါပဲပြိတ္တကိုကျွန်တော်တို့ကခဏခဏဟိုဒီပြက်လုံးတွေကိုယိုးနေတဲ့ပြက်လုံးတွေထက်စားလို့ရှိရင် အချိန်ကြာကြာကြည့်ခံတဲ့ဟာသမျိုးရိုက်ချင်တယ်ပေါ့နော်အဓိကတော့အဲ့လိုမျိုးပြိတက်ကိုအစ်စ်ပေးချင်တာလည်းပါပါဘူးဘယ်လိုကြတော့ဟိုရင်းနှီးတကားနေများတယ်ဘုရင်လည်းချဲသွားတာပါဒါပေမဲ့တကားနဲ့တကားမတူတော့တစားနဲ့တစားမတူဘူးဘယ်လိုလေးကျူးစားတာဘယ်လိုလေးယူချဲတာဒါလည်းပြောမှာစမ်းမမတော့ဟာပေါ့ကျဲတာတော့မဟုတ်ဘူးအခုကကြတော့ယုံရင်ပြသမှုစနစ်ကတပတ်တည်းမှာနှစ်ကားတွေဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့က အာရုပ်ရှင်ကအဲ့လောက်မြန်မြန်ကြီးရိုက်လို့မရဘူးเนาะဆိုတော့ဒါကျွန်တော်တို့အနေနဲ့အရင်ကအရင်ကရိုက်တာဆက်တော့မပူပူရိုက်တဲ့တော့ပြောလို့ရပါသေးတယ်ဒီပညာရတော့ပို့ပြီးတော့ရုပ်ရှင်တကားကဟိုဟာပူမြန်မြန်ဆက်ဆန်းရိုက်လို့ရတဲ့အနေထားမျိုးဖြစ်နေရဆိုတော့လေအဲဒါပေမဲ့ကျွန်တော်ဇာကားတွေကတော်တော်များများတော့ဟိုအရင်တုန်းကရိုက်တဲ့နှုံးတွေလောက်ပဲကျွန်တော်ရိုက်ဖြစ်တာပါဟိုဟောပြတ်တာမှုစနစ်တော့ကာနဲတယ်လို့ထင်တာပါဟုတ်ဒါပေမဲ့မျိုးစီးကတော်တော်လို့စီးရတော့စီးဖို့မနေဘူး မင်းစီကလည်းဒီမြင်းမကြီးလည်းဘယ်လိုလဲအဆင်ပြေအောင်မင်းစီပြန်လာဩမြင်းမကြီးမဟုတ်ဘူးလားသူကခုနှစ်နှစ်ပဲရှိသေးတယ်မြင်းလေးကအဲ့တော့တကယ်ငယ်သေးတယ်ဟုတ်ပါဘူးမြင်းကခုနှစ်နှစ်ပဲရှိမြင်းမကြောက်ဘူးမြင်းကလားအဲ့မြင်းကိုကြောက်ရင်ကိုကိုခါမှာဆိုလို့လေကိုကတော့မြင်းမြင်းကိုလည်းတကယ်ဝါဒနာပါတော့ဟိုစကြိုးကိုကင်လိုက်တာလည်းမြင်းကသိတယ်သူ့ကိုနိုင်တဲ့កောင်လားမကောင်မနိုင်တဲ့កောင်လားဆိုတော့နည်းနည်းလေးတော့ ဲသူ့ကိုကင်ကြည့်ရတဲ့ခါကျသူ့သူ့နိုင်တဲ့ကောင်မှသူကြည့်တော့သူသူမခါချတော့ဘူးအဆင်ပြေပါတယ်ချစ်စရာကောင်းတယ်အမြင်ပါတယ်ဒီမှာဆိုရင်အာပြည်ဆောင်လေးနဲ့မတ်တရားဘာလို့ရှိမလဲတော်တော်ဒေါ်နဲ့ကိုရိုင်းတို့ဟုတ်လားအာကွန်ဖိုင်တို့ကုဆောင်နေတဲ့တို့အာလူခိုင်တို့ဒါလို့ဒါလို့မတ်တရားလေးဘာလို့ရှိမလဲဟိုအမတ်တရားကတော့ကျွန်တော်တို့ဒီတခါမှတရုံမဆောင်မှုရဲ့တရုံဆောင်၃ယောက်ပါတယ်လေနော်အာစီဖြိုးရဲ့ချက်ထွန်းရဲ့နောက်ပြီးတော့ဟိုဟာဗာလဲကျွန်တော်ရှုစစ်ဟန်လေ အဲသူတို့၃ယောက်နဲ့တခါမှစေုံမစားဘူးဘူးဘေးနဲ့ကျွန်တော်ကဒီကားထဲမှာတိုးဆောင်ဖြစ်တယ်နောက်ပြီးတော့ကိုဒါချစ်ခင်လေးစားရတဲ့လူပညာရှင်ကြီးတွေပေါ့အဲဒါကိုဇုံဝင်းနိုင်တို့အဲတော့အဲဟိုအနီကုန်းတို့အဲဒီဦးရိုင်းတို့ပါအကုန်လုံးပေါ့နော်အနီဝါတို့အကုန်လုံးကပါတဲ့အခါကျတော့ဒီဒါကတော့ဟာတာလူပညာရှင်ကြီးဖြစ်တဲ့အခါကျတော့ကျွန်တော်ဒီဒီအတွက်ကိုကျွန်တော်တို့ဘာမှတော့မစိုးရိမ်ဘူးပေါ့နော်ဆိုတော့အကုန်လုံးကဒါ အကောင်းဆုံးဖြစ်အောင်ဖန်တီးကြမယ်လို့ယုံကြည်တယ်ပေါ့ဒါကြောင့်မလို့လည်းဒီကားလေးကဒီလောက်လောက်ဒီပရိသတ်စိတ်ဝင်စားမှုရပါတယ်ပရိသတ်စိတ်ဝင်စားတယ်ဆိုတော့ဘုရားဒုညချင်းကလည်းပြောကြတယ်ဒီလိုတို့ဒီမှာအရန်ကြိုးစားတာဒီလိုတို့ဒီမှာအရန်ကောင်းတယ်လို့ပြောလိုက်တာလူခံတာကောင်းတယ်လို့ပြောရင်တော့ဟိုဟာလူတွေကတော့ကျင်းတဲ့ကြတာပေါ့ကြောင်နဲ့တရားဒါကျင်းတဲ့ပီတိဖြစ်ရတာပေါ့ဆိုတော့ဒါကတော့ဘယ်လိုခေါ်မလဲဆိုတော့အာရှူတင်မှာသူတို့ဟိုမြင်နေပေါ့နော်မြင်တဲ့ဟာဟိုဒါတကယ် ီလိုမျိုးစုံတဲ့အခါကျလို့ရှိရင်ဒါရှင်တွေကရှိတဲ့စကားလေးတခုကိုဒါပြောတဲ့အခါကျကိုယ်တွေလည်းဒါမတင်သားဘူးခါပီတိဖြစ်ရလာပေါ့အဲ့တော့ဒါဇာယုဘတူရဲ့ track ကိုအပြည့်အစုံလည်းသဘောချတယ်ဒီမှာလည်းတော်တော်လေးကြိုးစားအားထုတ်တာအဒီမှာဆိုရင် character မျိုးစုံတစ်မျိုးတည်းမဟုတ်ဘူးအဲ့အဲ့ဒါလေးဘယ်လိုလေးလုပ်ဖြစ်တာလဲ character လူတင်တာဇတ်လူတင်တာဘယ်လိုလုပ်ခဲ့တာဇတ်သဘောတရားရတော့အဲ့လိုမျိုး character တွေနဲ့တိဆောက်ထားတာဇတ်ကဆိုတော့အဲ့ဒီအတွက်တော့ဒီကားလေးကပြည့်တက်လည်းကြည်ရအောင်အစုံကြည်ရတာပေါ့ ဘယ်လိုဘယ်လိုအဆုံးတွေတည်ရမလဲမင်းအောင်ပြောကြမယ်အဆုံးဒီကတော့ဒီကားကတော့ဟိုပါဗောဗျာဟိုကကျွန်တော်တို့ဟိုစီပြုတ်နဲ့တော့ဘယ်လိုမျိုးပေါ့အတင်းချလေးတွေပါတယ်ပေါ့တယောက်နဲ့တယောက်အဲအပြိုင်ဆိုင်လေးတွေပေါ့အဲဒါကတော့မြင်ဘူးနေကြပုံစံပဲဒါပေမဲ့အဲ့ဒီအပြိုင်ဆိုင်ပုံမှကျွန်တော်တို့ကကာရိုက်တာထည့်လိုက်တာကာရိုက်တာအများကြီးအများကြီးထည့်လိုက်တာပေါ့လေအဲ့လိုမျိုးလိန်တဲ့ကာရိုက်တာတွေလည်းပါတာပေါ့အာဘိုးတို့ဘိုးတို့ပုံစံမျိုးလည်းလိန်ပြီးတော့အသေးဆောင်ရတာပါတယ်အဲနောက်ပြီးတော့ကျွန်တော်တို့ဒီ အလူခံပုံစံမျိုးသေးဆောင်ရတာမျိုးလည်းပါတယ်ပေါ့ဒီကတော့ကြောက်နော်ဒါနဲ့ပြစ်လိုက်တာမဟုတ်ဘူးဒါဒါပြစ်လိုက်တာအယိုးကကြံခဲ့တယ်ဒါနဲ့ဟိုကတကယ်သွားဆိုင်တယ်ဒါမျိုးတွေလည်းပေးသသဘောကျမယ်ဆောင်းကလေးပါတယ်နော်ဟုတ်တယ်အပထမဆုံးဆွဲတဲ့ဒီဇာလားမသိဘူးဟုတ်တယ်အဲ့ဒီဇဝေငန်းလေးကလည်းနည်းနည်းလေးအဲဘလို့ဖို့လဲ production value လေးနည်းနည်းလေးကျွန်တော်ထည့်တာပေါ့။ဘာလို့တော့ကားတစ်ခါကတစ်ခါလေးကြာရင်ကျွန်တော်မြင်နေကြပဲဇာနဲ့ပြောလို့ရတယ်ဒါပေမဲ့အယုံနဲ့ကျွန်တော်တို့ကပြတဲ့အခါကျတော့ ဒီ production ရဲ့ level တခုကမြင့်သွားတာပေါ့လေအဲအဲ့လိုမျိုးလဲတာရုပ်ရှင်မှာဖြစ်တဲ့နေထားတခုဆိုတော့ဒါလေးကိုလည်းထည့်ပြီးရိုက်ရိုက်ပြစ်တာပေါ့ကျွန်တော်တို့ကတည်းကပြစ်တာဘာလို့ပြောချင်လဲအဲ့လိုပဲငါတို့ကတော့ကျွန်တော်ဒီမတူအောင်စူးစမ်းထားတဲ့ဟာတကားတွေအများကြီးတော့ရှေ့မှာရိုက်ထားတယ်ပေါ့နော်၃၃လေးကားလောက်တော့ရှိတယ်အဲ့တည်းကမှအဲတကားအပါဝင်ဖြစ်တဲ့အခါကျတော့ဒီကားလေးကကြီးတဲ့ပြည်သက်တွေအထူးခြားမှုရတာကိုလည်းပေးနိုင်တဲ့ဟာတာကားလေးဖြစ်ပါတယ်ပြောချင်ပါတယ်